ချိန်ကာကိုမကြည့်ဘဲနဲ့တချို့ပြောကြည့်ရင်စွတ်ပြီးတော့ပြောလိုက်တာရှိတယ်။ဟိုရှိတုန်းကရှင်ဘုရင်တပားရှိတယ်။ပြောကြည့်ရင်ပြောချလိုက်တာပဲစကားကိုဘယ်တော့မှမဆောင်။အဲ့ဒါကိုပရောဟိတ်အမကြီးကမကြိုက်ဘူး။ပြောကြည့်တာကိုပြောကြည့်နိုင်စွတ်စွတ်ပြောလို့ဒုက္ခရောက်ပုံလည်းများလာပြီ။ဒါပေမဲ့ရှင်ဘုရင်ကိုဆုံးမကျင်တာအခွင့်အခါကမသင့်။တနေ့တော့အဲ့ဒီရှင်ဘုရင်ကမူကြီးမတ်ရာတေနာပတိတွေခြံရံပြီးတော့ဥယျင်ထွက်ပြီးတော့အပန်းဖြေတယ်။ အဲ့ဒါကြောက်ဖြာကြီးပေါ်မှာအပန်းဖြေတာအဲ့ဒီကြောက်ဖြာကြီးကတရက်ပင်ကြီးတပင်ရဲ့အောက်မှာရှိတာတရက်ပင်ကြီးကအင်မတန်အရေးအာဝါဒနဲ့ပြည့်စုံတဲ့အောက်မှာကြောက်ဖြာကြီးအဲ့ဒီကြောက်ဖြာကြီးပေါ်မှာရှင်ဘရင်ကထိုင်ထိုင်ပြီးတော့အလဘတလဘစကားပြောအပန်းဖြေနေတော့သွေးတန်ရဲရဲနဲ့အုပ်အုံးငှက်ကလေးတကောင်အသေးကလေးသွေးတန်ရဲရဲနဲ့အဲ့ဒီတရက်ပင်ပေါ်ကနေကြောက်ဖြာပေါ်ဘရင်ခြေရင်းကိုပြုတ်ကြလာတယ်မှန်ပါဗျာအဲ့ဒီတော့ဘရင်ကကြည့်တယ်ဟာဘာဖြစ်တာလဲမသိဘူး ဲ့ဒီမှာဘုရားလောင်းပညာရှိပရောဟိတ်အမတ်ကို မေးတယ်တဲ့ဒါဘာဖြစ်လို့သိတယ်လဲသွေးတွေလည်းထွက်နေတယ်အောက်ကြမှာထွက်တဲ့သွေးမဟုတ်ဘူးအဲ့ဒီတော့ဘုရားလောင်းကမော့ကြည့်တော့အပေါ်မှာကြီးတိုက်ရှိဘုရားလောင်းဆိုတော့ပညာရှိတယ်တွေးကြည့်တာပြည့်ကြည့်တာလည်းမှန်တယ်အရှင်မင်းကြီးတဲ့ဒီကောင်ဟာအုပ်အောင့သူ့ရဲ့အမေအုပ်အောမတွေဟာကိုယ်ပိုင်အတိုက်နဲ့ဥတဲ့ထုံးစံမရှိဘူး ကြီးမတွေရဲ့အတိုက်တဲကိုဝင်းဥတယ်ကြီးမတွေကသူ့ဥမှတ်လို့ဝတ်ပြီးအကောင်ပေါက်တော့လဲမဲမဲလေးအတူတူဆိုတော့သူ့သားလေးလိုပဲထင်အစာတွေအတူတူရှာကြွေးအဲ့ဒါဒီကောင်ကမပြန်နိုင်သေးခင်မှာအုတ်ဩသံမြည်လိုက်တာမအော်သင့်နေတဲ့အချိန်မှာအုတ်ဩသံမြည်လိုက်တာအဲ့ဒီတော့ကြီးမကငါသားမဟုတ်ဘူးဆိုတာကိုသိပြီးတော့စိတ်တူပြီးတော့နှုတ်သီးနဲ့အဲ့ဒါထိုးသက်ပြီးတော့အောက်ကိုပြစ်ချလိုက်တယ် အတက်ပြောတာနော်မှန်ပါဗျာအဲ့ဒီမှာဘုရားလောင်းပရောဟိတ်အမတ်ကြီးကအခွင့်ရပြီဆိုပြီးတော့မင်းကြီးကိုဆုံးမအခွင့်အခါအချိန်ကာလကို မကြည့်ပဲနဲ့စကားကိုအယံကာရောပြောတဲ့ပုဂ္ဂိုလ်များဟာတီးအုပ်အောသေးတယ်လို့သိရတတ်တယ်မှန်ပါဗျာနော်ပြောတာတော့စကားတွေကအများကြီးပဲဗျာပရောဟိတ်အမတ်ကြီးပြောတာလေအဲ့ဒီတဲမှာကောင်းတာလေးတွေဥစဉ်ကောင်းတဲ့မှာစွဲနေတယ်ဘာပြောသေးတယ်ဆိုတော့မင်းကြီးတဲ့ မစင်းစားမစင်ခြင်းပဲနဲ့ပြောတဲ့စကားတခွန်းဟာသွေးထားအပ်သောဓာတ်ထက်ကြောက်เสียရကောင်းတယ်နော်မစင်းစားမစင်ခြင်းပဲနဲ့ပြောလိုက်တဲ့စကားသည်သွေးထားအပ်သောဓာတ်ထက်ကြောက်เสียရကောင်းတယ်မစင်းစားမစင်ခြင်းပဲနဲ့ပြောတဲ့စကားတခွန်းဟာလက်တလောသေးသေးတတ်တဲ့အစိတ်ထက်ကြောက်เสียရကောင်းတယ်ဟုတ်လားမှန်ပါဒါကြောင့်တဲ့မှန်သောစကားပင်ဖြစ်စေကာမူ ကိုနဲ့သဘောတူတဲ့သူပင်ဖြစ်စေကမူမှန်ပါဗျာအချိန်ကာလရှည်လျားစွာမပြောရတဲ့မှန်ပါဒီလူနဲ့ငါနဲ့ကတိတ်သဘောထားချင်းတိုက်ဆံမယ်ငါစကားဆိုတိတ်ကြိုက်တာပဲအဲ့ဒါလိုလူမျိုးရဲ့ရှေ့မှာတောင်မှကာလကိုကြည့်ပြီးတော့ပြောရမယ်ပြောကောင်းနိုင်ရှုပ်ပြီးတော့ပြောမနေနဲ့တံပိုးတွေနေတတ်တယ်ဟုတ်ရလားမှန်ပါဗျာအေးအချိန်အခါကိုမကြည့်ဘဲနဲ့ပြောရင်လည်းပဲအဲ့ဒီအိုအောမိုက်ကလေးလိုဘာဖြစ်တတ်တယ် သေတဲ့တယ်ဟုတ်လားဒါကြောင့်ပုဂ္ဂိုလ်ကိုကြည့်ပြောကာလကိုကြည့်ပြောပုဂ္ဂိုလ်ဒီကာလတွေကြည့်ပြောပြီးရင်လည်းပဲဘာလို့သေးလဲဆိုတော့ဒေါသတွေမာနတွေနဲ့မပြောနဲ့ဒေါသတွေမာနတွေနဲ့ဟာငါကဒီလူကိုပြောလို့ရတာပဲငါနိုင်တာပဲဆိုပြီးတော့လည်းဖိမပြောနဲ့မှန်ပါဗျာအခုချိန်မှာကိုကသူ့ကိုနိုင်မိမလို့ဘဝဆိုတာတစ်ချိန်နဲ့သွားနေတာမဟုတ်ဘူး တစ်ချိန်မှာကိုကသူ့ရဲ့အောက်ကိုလည်းရောက်သွားနိုင်တယ်သူကကို့အထက်ကိုလည်းရောက်သွားနိုင်တယ်မှန်ပါဗျာကိုကိုပြန်ပြီးတော့နှိမ့်ဆက်ခွင့်ကြုံတဲ့အခါမျိုးမှာအဲ့ဒီလူကကိုကိုပြန်ပြီးတော့နှိမ့်ဆက်နိုင်တယ်